ပွဲခွင့်ရပလမကျဆူပါရဲ့မြောဝတီကနေမဲဆောက်ကိုလာချင်လို့မဲဆောက်မှာဈေးတန်ပြီးရောလဲပလိုရမယ့်နေရာလေးကိုပြပေးပါဆိုလို့တခုစနေစည်းလေးကိုပြပေးပါမယ်။အကန့်ထည်နေတဲ့ဈေးတန်တန်လေးနဲ့ရပြီးတော့ကိုရိုင်းလူလာမယ့်နေရာလေးလည်းရှိရဲ့ပြီးတော့အစားအသောက်တွေလည်းအဆုံးလေးရှိပြီးဈေးလည်းရမ်းတန်တဲ့နေရာလေးတခုကတော့စနေစည်းပဲဖြစ်ပါရဲ့စနေစည်းကတော့ ပတ်စဉ်စနေနေ့တိုင်းမှာပဲဖွင့်လင်းနေစီသေးပဲဖြစ်ပါတယ်။မဲဆောက်မှာကတနင်္လာနေ့ပြီးတော့တနင်္ခွနေ့နေ့ထိရက်အလိုက်ဖွင့်လင်းစီတွေအများကြီးရှိပါတယ်။စနေစီကတော့နာမည်အကြီးဆုံးဖြစ်ပြီးတော့လယ်မလို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်။မုတ်တွေဘလောက်ဆုံလဲဆိုတာကိုလိုက်ပြပေးပါမယ်။ထိုင်းနေဆိုလို့ရှိရင်သူတို့ရုံစင်းချင်းဒီစနေစင်းကိုဝင်ပြီးတော့မုတ်တွေများရွယ်ပြီးအိမ်ဝယူသွားကြပါရဲ့ တခုတော့ရှိတာကဒီမှာ ထိုင်စားလို့မရပါဘူးဒီတိုင်းပဲဝယ်သွားပါတယ်သူကညစာအတွက်ဆိုရင်လည်းဟင်းနေချက်ပြီးသားရတယ်ရောင်းပါတယ်ပြီးတော့အင်းကြီးဆိုင်နေတယ်အများကြီးရှိပါတယ်ဒီစီရီကတော်တော်အဆုံလင်းကိုရတာပါစားချင်တဲ့မုံအဆုံလေးနဲ့အများကြီးရှိပါတယ်။ဈေးကလည်းအရန်တန်ပြီးတော့အရသာရှိရှိနဲ့ကိုစားလို့ကောင်းပါတယ်။ဒီကကိတ်လေးဆိုလည်းအရန်ရသာရှိပါတယ်နော်။ အသေးပြော့ရေးစစ်စစ်တွေကိုလည်းဒီမှာရပါတယ်။ဝိတ်ထိန်နေသူတွေအတွက်လည်းဒီမှာတော့ဒီမှာဒီစားစားလေးတွေရပါသေးရဲ့။ညနေ၄နာရီလောက်ဆိုလူတွေတော်တော်လေးစီနေပါပြီ။အဲကြမှာလည်းလူတွေတော်ရများပါရဲ့။ဒီမှာနမဲကြီးဆုံးကတော့ပောက်စီပါ။ပောက်စီတော့မဖြစ်မနေစားရပါမယ်နော်။ဒီမှာဒီအင်းကြီးတန်းနေရတဲ့အစ်စ်တွေပါအစ်စ်တွေကဈေးနှုန်းကြီးရတဲ့တန်းပါ ်ချက်ပေါက်မှာအင်းကြီးဆိုင်လေးလာလာမင်းနေကြတော့ဒီမှာတော်တော်ဆုံဆုံနေနေရပါရဲ့အခုသွားနေတာမပြီးသေးပါဘူးဟိုဘက်မှာတလိုင်းရှိပါသေးတယ်အဲကြောင့်မို့လမ်းအရှိဖြစ်တဲ့အတွက်ကြောင့်ဇနီးစည်းကိုလာကြရလို့အရင်များပါရဲ့ဟိုဘက်လမ်းကိုလိုက်ကြည့်ပေးကြပါဦးဆိုင်ကယ်ဆိုရင်ရက်စရာနေရာတော့မရှိပါဘူး။ဒါဒီဘက်ခြမ်းမှာအစာတောက်တွေရောအင်းကြီးရောဟိုဘက်ခြမ်းမှာအင်းကြီးများရပါသေးရဲ့နော်။လိုက်ရှိပေးကြပါဦး။ ဒီမှာစကန်အိမ်ကြီးရှိတယ်ဒီဆိုင်ကနေပြီးတော့ဖွိုင်းလာအဖြူလေးတွေထိတ်ခါဖြူလေးဝယ်ဖို့အမေကိုစောင့်နေရနေပြီးတော့ခဏနေတဲ့ကြောင်ကုံသွားပါတယ်ဒီဇိုင်းစက်စက်လူချင်းသူများရဲ့အတွက်လည်းအများကြီးရှိပါရဲ့ပြီးတော့ fake နေလည်းရပါရဲ့เนาะကိုယ်တိုင်လှုပ်ချင်သူများအတွက်လည်းကိုယ်တိုင်လှုပ်လို့လည်းရပါသေးရဲ့ပြီးတော့ဒီနေရာကဓာတ်ပုံရိုက်လို့နိုင်နေရာလေးပါအခုတေချာမရိုက်ပြထားသေးလို့မလာသေးရပါဘူး ငယ်ချင်းတွေနဲ့အုပ်စုလိုက်လာလို့ရှိရင်ဒီနေရာမှာပုံရိုက်ကြရများပါရဲ့နော်။တရုတ်ပုံချောင်းမှာတရုတ်ပုံချောင်းမှာတရုတ်နှစ်သက်ကိုဆိုလို့ရှိရင်လူတွေအများကိုများပြီးတော့ပွဲရအရန်စီပါရဲ့။ညနေ၄နာရီကနေလူစားစီပြီးတော့ညဘက်၈နာရီကြောကြောလောက်ထိကိုလူတွေကအဆက်မပြတ်စီကားနေပါရဲ့နော်။ညဘက်ခြေနေလေးကိုလည်းလိုက်ကြည့်ပေးကြပါဦး။ ကြိုက်တဲ့ဝင်ဘောကနေဝင်လို့ရပါတယ်ကိုအိမ်နဲ့ညီဆက်ရနေရာနေပြီးတော့ဝင်လို့ရပါတယ်အခုကတော့ညဘက်ပဲဖြစ်ပါတယ်ညလမ်းလျှောက်ရင်းနဲ့ညဘက်ရောက်လာပါပြီကြည့်ပါဦးညရောက်နေလူတွေပိုစီလာနေပါပဲဘာမှတော့ဝင်မစားဖြစ်ခဲ့ပါဘူးနောက်ဆုံးတော့အေးလေးတော့မတော့ဖြစ်ခဲ့ပါတယ်ဒီအေးလေးကတော့ကောင်းပါတယ်ဒါပေမဲ့အရန်ချိုးပါတယ်တောက်နေကြအေးပါပဲသူကတပိုးဆယ်ပတ်ပဲပြရပါတယ် မဲဆောက်ရောက်ရင်စနေစည်းလေးကိုလည်းမကျော်သွားကြပါနဲ့အောင်နော်ဒီနေ့ရဲ့ဘလော့ကတော့ဒီလောက်ပါပဲရှင်ဆုံးလေးကြည့်ပေးတော့ကျေးဇူးတင်ပါတယ်